မန္တလေးတိုင်းမြင့်ချက်ခရိုင်ငဇုံမြို့နယ်မှာအခုရပိုင်းအေယာရီမြစ်မြင့်တက်လာတဲ့အကြောင်းဒေသခံတောင်သူတွေရဲ့နှမ်းဆိုင်ခင်အများအပြားရင်းနှီးမြှုပ်ပျက်စီးခဲ့သလိုစပေးရှောင်ပြည်သူတွေလည်းအရေးပေါ်နေရာပြောင်းရွှေ့နေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကအမပီကိုပြောပါရယ်အေယာရီမြစ်မြင့်တက်လာတဲ့အကြောင်းငဇုံနယ်အနောက်ချမ်းမှရှိတဲ့မြမကြီးရွာဒေသအနီးဝန်းကျင်မှာစိုက်ပျိုးထားတဲ့နှမ်းဆိုင်ခင်ဧက50ကျော်ရင်းနှီးမြှုပ်ပျက်စီးသွားခဲ့လို့စစ်ဆောင်တောင်သူတွေအခက်တွေ့နေရတယ်လို့ ဒေသခံသတင်းမြစ်ကဆိုပါတယ်။ဟိုအထက်ကမိုးရီကြီးတော့ကြာဒီဘက်ကရေရဒီဘက်ထိုးတက်လာပထမတီးနံတော့မလုံနိုင်လားနိုင်နောက်နောက်တီးနံလေးပဲလှုပ်လိုက်တာလှုပ်လိုက်ပြီးတော့ခုလိုရေဟိုစောရေဘုံရင်ဥတဲ့သူကတော့တိမ့်မိတိမ့်မိလိုက်တယ်ပေါ့မဥတဲ့သူကျတော့ဟိုနန်းနေမြုပ်ကုန်ခုလာတော့ကျွန်တော်အနေနဲ့တော့ခုဒီနေ့ဆိုရင်ဒါပထမရက်ကတော့ဆက်လီတီတီလေးနဲ့ကဲ့ပြပေါ့ဒီနေ့ဆိုရင်အဲဟိုမတော်ကြီးတွေနဲ့ကဲ့ပြီးတော့ဒီဘက်ကဟိုအဲ ဒီဘက်ရေလို့ရဘက်ကိုလို့ပြီးသူတွေခေါ်ပြောဒီဘက်ပြင်ပြောင်းစီစဉ်ပေးထားတယ်။နှမ်းဆိုင်ခင်းတွေဟာဒေသခံတောင်သူအများစုစစ်ပေးတိန့်ရှောင်ရင်စိုက်ပျိုးထားရတဲ့စိုက်ခင်းတွေဖြစ်ပြီးအခုလို ရေဝင်နှမြုပ်ပျက်စီးသွားတဲ့အတွက်တေအီကကိုငွေကျပ်၁၀သိန်းကျော်ဆုံးရှုံးရပြီးတောင်သူတွေလည်းအခက်ကြုံနေရတယ်လို့ဆိုပါတယ်။